တစ်လကိုတစ်သိန်းနဲ့အဲ၁၂လထောက်ပံ့မယ်ပေါ့နော်တစ်နှစ်စာထောက်ပံ့မှာတစ်နှစ်စာလစဉ်ထောက်ပံ့မယ်မင်္ဂလာနေ့တည်းပါစင်ကမာသားအယောက်300လောက်ထောက်ပံ့လို့ရတော့မယ်အရန်လဲဝန်းတာတယ်ကိုကိုတိုင်းလဲလေဒီလိုဒီလောက်ထိဟိုအလှူကြီးကြီးပြီးအထမြောက်သွားလိမ့်မယ်လို့ကိုမမျှော်လင့်ထားဘူးအဲစင်ကမန်းပဲဖြစ်ဖြစ်မုံဆိုးမပဲဖြစ်ဖြစ်တခုလက်ပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်သားသမီးတယောက်နဲ့သားသမီးတွေနဲ့မိခင်တယောက်ထဲရက်တည်နေတဲ့အမျိုးသမီးတွေအားလုံးကအတင်းနာပါ ူညီနှလုံးသားဆိုတဲ့အစီအစဉ်လေးတစ်ခုလုပ်ထားတယ်အဲဒီစီစဉ်လေးကနမက်ကဘာလုပ်တာလဲဆိုတော့အာဟိုနမက်တို့ဒီ match လာမှာဖြစ်သွားတယ်ငလျင်ပေးကြောင်းမလို့ single mother ဖြစ်သွားတဲ့သူတွေဒါမှမဟုတ်ပဲ ਨੇ single mother ဖြစ်ပြီးတော့ဒီငလျင်ကြောင်းမလို့ဒုက္ခရောက်သွားတယ်အိမ်ပြိုသွားတယ်ခက်ခဲဖြစ်သွားတဲ့သူတွေဆိုလို့ရှိရင်နမက်တို့ကအခုတလောက်တသိန်းနဲ့ အဲ12လထောက်ပံ့မယ်ပေါ့နော်တစ်နှစ်စာထောက်ပံ့မှာတစ်နှစ်စာလစဉ်ထောက်ပံ့မယ်အဲ့တော့နမဲတို့အခုဆိုရင်အလှူရှင်300လောက်လဲရထားပြီအဲ့လိုဆိုတော့နမဲပထမတော့နမဲကလေကိုက9ဥစာစပြီးထောက်ပံ့တာပေါ့နော်9ဥစာထောက်ပံ့တယ်အလှူရှင်တွေလှူရှင်ပြောပါပေါ့နော်နမဲမျှော်မှန်းထားတာနောက်ထပ်အလှူရှင်15ရောက်လောက်ရလဲအယောက်20လောက်ထောက်ပံ့ရရင်မစိုးဘူးလို့ထင်တာပေါ့နမဲနမဲမထင်ထားလောက်အလှူရှင်တွေကအများကြီးပဲနမဲ300နဲ့ရက်လိုက်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲထက်လာပြောတဲ့သူတွေရှိတယ်ဘာလို့ရက်လိုက်တာလဲဆိုတော့နမဲတို့ကဟိုလေအခု ုအလှလက်ခံလိုက်ပြီးပြီးရင်ပြန်လှူပေးလိုက်တဲ့အလှမျိုးလည်းမဟုတ်ဘူးပေါ့နော်လစဉ်ဒီအလှရှင်နေစီကနေကိုကပတ်စံကောက်ရမယ်ပြီးတော့အဲ့ပတ်စံကိုကပြန်ပြီးအလှခံတွေကိုလစဉ်ပြန်ပြီးထောက်ပံ့ရမယ်အဲ့တော့ process တွေကဂျားထဲမှာအများကြီးရှိတယ်အဲ့တော့ကိုနိုင်တဲ့လောက်ပဲလှုပ်ချင်တာပေါ့နော်ဘာဖြစ်လို့အများကြီးကိုကိုတိုင်းပဲဦးစီးပြီးလှုပ်မှာကိုအခုစာဖြေအဲ့ဒီကိစ္စနဲ့ပတ်သက်လို့စာဖြေတာလည်းကိုပဲစရင်သွင်းတာလည်းကိုပဲအလှခံပုံကိုယ်တွေကိုလိုက်ရှာပြီးတော့စရင်ကောက်တာလည်းကိုပဲအကုန်ကိုကိုအစားဆုံးလှုပ်နေတာအဲ့လို့ဆိုတော့တကယ်လည်း PT ဖြစ်တယ်ဘာဖြစ်လို့ဆိုတော့နေမဲ့တို့အဲဟိုခက်ခဲ ကြတဲ့ကာလမှာကိုနိုင်သလားကို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 ရင်းစာတာပေါ့နော်မျိုးသမီးတွေတက်ရောက်တဲ့ဘဝရဲ့အခက်ခဲအပြောင်းလဲကြတဲ့မှာရှင်သန်ဖို့ဆိုတာအဲ့ဒီအတွက်ကြောင့်မဟုတ်လို့လာစဉ်တသိန်းဆိုတာအများကြီးတော့မဟုတ်ဘူးဒါပေမဲ့လည်းအဲဥမာတစ်လလုံးနေမှာလက3သိန်းလောက်ပဲရတဲ့သူမျိုးဆိုရင်လာစဉ်တသိန်းထက်ရမယ်ဆိုရင်အများကြီးအထောက်ပံ့ဖြစ်တယ်လေကိုသားသမီးအတွက်လည်းအပူ3လိုင်းသုံးနိုင်လာမယ်ပြီးတော့စိတ်ထဲမှာလည်းနောက်လာအတွက်တော့ဥမာအင်လာကတသိန်းလောက်ပဲဆိုလို့ရှိရင်နောက်လာအတွက်တော့အင်လာကစိတ်ပူစရာ ာမလို့ဘူးစိတ်လုံးကျုံမှုလေးပေါ့နော်အဲ့လိုလေးတွေထောက်ပံ့ခြင်းတွေအတွက်နမယအဲ့လိုလေးစီစဉ်တာအဲကြောင့်မလို့နမယအခုအလှငွေရလဲအလှရှင်ကအလှရှင်အယောက်300လောက်ရတယ်ဆိုတော့နမယ စင်ကမ်းမှာဒါအယောက်300လောက်ထောက်ပံ့လို့ရတော့မယ်အရန်လဲဝန်းတာတယ်ကိုကိုတိုင်းလဲလေဒီလိုဒီလောက်ထိဟိုအလှူကြီးကြီးပြီးအထမြောက်သွားလိမ့်မယ်လို့ကိုမမျှော်လင့်ထားဘူးအဲ့ဒါဆိုတော့နမဲအခုအလိုလေးလုပ်တယ်ပြီးတော့အခုဒီအခုနမဲတို့ကမေလာကုံဒီမေလာအကုံကနေစထောက်ပံ့မှာပေါ့နော်အဲ့တော့ဒီမေလာကုံပထမအဆုံးကနဦးထောက်ပံ့အောင်လို့နမဲကအဲ့မေစင်ကမ်းမှာသားတွေကိုတိုင်းသွားတွေ့မယ်ကိုတိုင်းသွားတွေ့ပြီးတော့လူငွေပေးင်းတဲ့အပိစကားလဲပြောချင်တာပေါ့နော်အဲ့လိုဆိုတော့ကိုကိုတိုင်းသွားတွေ့ပြီးတော့သူတို့ထောက်ပံ့မယ် အခုကိုကိုတိုင်ကြုံပြီးတဲ့အခါကျတော့ပို့ပြီးတော့နှက်ဆိုင်လာတယ်ပို့ပြီးတော့အဲကိုချင်းစာနိုင်လာတယ်အဲ့လိုပဲပေါ့နော်အဲကြောင့်မလို့ကိုကိုတိုင်လည်းအဲမိခင်တွေကိုအားပေးချင်တာမိခင်တယောက်ရဲ့စွမ်းအားဘာနဲ့မှမတူဘူးပေါ့နော်ကိုကိုတိုင် ဲ့ဒီခွန်အားနဲ့ကိုသားသမီးကိုဝါဖြစ်နိုင်တဲ့အခါကျတော့ပို့ပြီးတော့လည်းဂုံယူရတယ်။ဒါပေမဲ့ဆိုဟိုကိုတယောက်တည်းအားနဲ့ကိုသားသမီးလေးဒီလောက်ထိဖြစ်ထွန်းလာတယ်အောင်မြင်လာတယ်ဆိုတော့ကိုကိုကိုချိန်တတ်မှုပေါ့နော်။သားသမီးပေါ်မှာလွှမ်းမိုးမှုမဟုတ်ကိုကိုကိုချိန်တတ်မှုကိုကိုကိုတန်ဖိုးထားမှုအဲအဲ့လိုမျိုးဟာလေးတွေကရင်ထဲမှာတကယ်ပို့ပြီးတော့ခံစားရတာ။ လာကူမဲ့လူကိုပဲမျောလင့်တာထက်စားလို့ရှင်ကိုကိုတိုင်းယုံထားပါကိုကိုတိုင်းစူးစမ်းပါအဲ့ဒါဆိုလို့ရှင်အဲနမဲတို့ထောက်ပံ့တဲ့အထောက်ပံ့လေးတွေဒီလေကားထစ်တစ်ထစ်ဖြစ်မယ်ပေါ့နော်အဲ့တော့ကိုကိုတိုင်းယုံထားခြင်းအဖြစ်ဒီတစ်ထစ်နမဲတို့ကတစ်ထစ်လေး ခုဝေးလိုက်တယ်ကိုကိုရံယုံထိုင်နောက်တစ်ထစ်ရမယ်အလိုလိုလိုနဲ့ဘဝဆိုတာမြင့်သွားမှာပဲပေါ့နော်အလိုလေးညမက်ကတော့ဖြစ်စီချင်တာပါအကုန်လုံးလေးကိုကိုတိုင်းစူးစမ်းစီချင်တယ်အဲစင်ကမန်းပဲဖြစ်ဖြစ်မုံဆိုးမပဲဖြစ်ဖြစ်တခုလက်ပဲဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်သားသမီးတယောက်နဲ့သားသမီးတွေနဲ့မိခင်တယောက်ထဲရက်တည်နေတဲ့အမျိုးသမီးတွေအားလုံးကအာတင်တာပါအဲဘလိုပဲဖြစ်ဖြစ်ဘဝမှာခက်ခဲဆိုတာလူတိုင်းကြုံရတယ်အဲ့ဒီကြုံလာတဲ့ခက်ခဲပေါ်မှာကိုကဘလိုလက်ခံပြီးတော့ဘလိုခံယူချက်နဲ့ဖြတ်တန်းမှလဲဆိုတာကြတော့ ့ရှေ့ဆက်ရမယ်ဘဝခီးလမ်းမှာ အများကြီးကွဲပြားသွားတယ်အဲ့တော့ကိုရွေးချယ်တဲ့လမ်းအမှန်ကန်ဖို့လိုတယ်အဲဘယ်အရာမှမမြဲဘူးဆိုတာကိုလက်ကင်ထားတယ်ဆိုလို့ရှိရင်တော့တိတ်ပြီးတုံ့လှုပ်စရာမရှိဘူးလို့ဒီမှာကတော့မြင်ပါတယ်အကြောင်းမလို့အတင်းထားပါဒီမှာတို့တွေအကောင်းဆုံးဘသူမဆိုအကောင်းဆုံးကြော်ဖြတ်နိုင်မယ်လို့ဒီမှာကတော့ယုံကြည်ပါတယ် 2023နဲ့ကိစ္စရယ်ကြီးကျယ်လိုက်တာအဲဒီနေ့ကဒလီဒီဆိုင်ဖွင့်မွေးပေါ့နော်ဒုတိယမြောက်ဆိုင်လေးဖွင့်တာပါအဲ့တော့နမေကဒီနေ့ကတော့ဖဲချိုးဖြတ်ဖွင့်လင်းနဲ့ပွဲတက်ဖြစ်တာပေါ့နော်အခုနမေဝတ်ထားလေးဆိုလဲဒီဆိုင်မှာရောင်းတဲ့ဒီယူဒီယာစင်းမဲ့ခြစ်စင်းမဲ့အစ်စ်ကလေးပေါ့နော်လက်ရက်ကန်အစ်စ်ကလေးဝေးရလဲရန်တက်တောင်တတာဖြစ်တယ်ပြီးတော့ထဲထဲဝါဝါလည်းရှိရယ်ဆိုတော့နမေတို့အရန်အဆင်ပြေတယ်နမေဝေးရရန်သဘောကျပါတယ်ဟုတ်ကဲ့ပါဆိုင်လေးကိုကြည့်အောင်ဘယ်လိုလေးရှိလဲပေါ့နော်အဲဟုတ် ဒီမှာကတော့လေနမအခုလေးလာကြည့်တဲ့အခါကျတော့ယူရီးယားဆိုလို့ရှိရင်လေသူတို့ကိုပိုင်အဲဒီမှာပဲထုတ်တဲ့ဒီဇိုင်းဒီဒီမှာပဲဆိုတော့ဒီဇိုင်းအတွက်ပဲတည်တန်းထုတ်တဲ့ဒီဇိုင်းလေးတွေပြီးတော့ယူရီးယားစင်းမဲ့အပြင်ဒီအင်ဒိုနီးရှားရောပြီးတော့အဲဂျပန်ဆိုလို့ရှိရင်လေဂျပန်ဝေဖာလေးတွေအစ်စ်အဲအဲ့လို quality ကောင်းကောင်းနဲ့ပစ္စည်းကောင်းကောင်းလေးတွေရှိရအောင်တွေ့ရပါတယ်ဟုတ်